မင်္ဂလာပါခင်ဗျာဆရာငယ်ပါခင်ဗျာဒီတစ်ခါတော့ဆရာကနောက်ဆုံးပိတ်အိတ်ငယ်လွယ်မယ်ဇနီးသားသမီးမိတ်ဆွေတို့2025ခုနှစ်17လပိုင်းအတွင်းမှာတလားစာရှောင်းရံဆောင်းရံအတွက်ကန်ဒီမာဟော့စတန်ကိုဟောကြားပေးမှာဖြစ်တဲ့အတွက်ဇနီးသားသမီးမိတ်ဆွေတို့အချိန်နေဘယ်ကနေကြည့်နေရလဲမိတ်ဆွေတို့အနေနဲ့ဆရာကိုမှတ်မိကြပါဦးဒီ2025ခုနှစ်17လပိုင်းအတွင်းမှာ မိတ်ဆွေစနေသားတို့များဒီလာတာတော်မြတ်မှာဆိုရင်မိတ်ဆွေတို့ရဲ့ကံကိုဥစွာခံပါဆရာတားတော်ဆွဲပြပါမယ်မိတ်ဆွေတို့ရဲ့ယင်ထဲမှာဖုန်ကြီးဝစ်ရှင်နေတဲ့စိတ်တွေယဟန်ဝစ်ရှင်နေတဲ့စိတ်တွေဘာသာတရားတစ်ခုခုဘာသာရေးဆိုင်ရာကိစ္စတစ်ခုခုကိုလှုပ်ဆောင်နေတဲ့စိတ်မျိုးငါတို့လူကျင်လိုက်တာဆိုတဲ့စိတ်ကလေးငါတို့လှုပ်ရှင်လိုက်တာဆိုတဲ့စိတ်ကလေးတွေများစွာ ဖြစ်ပေါ်နေတော့ကာလာလေးဖြစ်ပြီးတော့ခါတရာစိတ်ယိုဖိတ်နေတော့ကာလာဖြစ်ပြီးတဲ့ခါမိတ်ဆွေတို့နေနဲ့ကိုကိုတိုင်းမဲ့ဥစဉ်ဝစ်လိုက်ရင်ကောင်းမလားတိလာရှင်မဲ့ထွက်လာဝစ်လိုက်ရင်ကောင်းမလားဆိုတဲ့ဘာသာတရားစိတ်တွေအကြောင်းအရာမျိုးစုံပြောက်အဲလူကျင်တဲ့စိတ်တွေဖျားတဲ့တိမ်ဆောက်ရက်ွက်အဆရှိတဲ့ပေးကန်းစွန်ရခြင်းကုသိုလ်မျိုးတွေစိတ်ဆန္ဒတွေတရာစိတ်တွေများစွာဖြစ်ပေါ်နေတော့လာဖြစ်ပါလေခင်ဗျာတို့အပြင်မိတ်ဆွေစနေသားသမီးတွေဒီ2025ခုနှစ်12လပိုင်းဆိုတဲ့ကာလမှာမိတ်ဆွေတို့ရဲ့ကံဟာ ဒီလမှာတော့လရဲ့အစမှာတော့ဘာကိုလှုပ်လှုပ်ကိုကိုကိုစိတ်တိုင်းမကြရင်အားမရခြင်းညုံဟတက်တယ်လို့ဇနီးသားသမီးမိတ်ဆွေတွေနဲ့ဘာကိုလှုပ်လှုပ်အဲမိတ်ဆွေတို့နဲ့ငါတိချက်ပို့လှုပ်နိုင်ရမှာငါတိချက်ပို့စူးစမ်းနိုင်ရမှာဆိုတဲ့အရာလေးတွေငါတိချက်ပို့ပြီးတော့ကိုကိုကိုအပြစ်မြင်နေတာမျိုးကိုလှုပ်နေတာအမှန်ဆိုမယ်ကိုကိုကိုစိတ်တိုင်းမကြခြင်းအားမရခြင်းအဲမီတွန်တောက်တီးချိန်မနိုင်ခဲမရဖြစ်နေတတ်တော့လာဖြစ်ပြီးတော့အမှန်ကတော့ကိုကိုကိုစိတ်လျှော့ပြီးပါ ဖြစ်လို့တာထပ်ပို့ပြီးတော့မော်တန်ဖြစ်ရှင်နေတဲ့စိတ်ကြီးများစွာဖြစ်ပေါ်နေတော့လာဖြစ်ပါတယ်တို့ပြင်မိတ်ဆွေတို့အနေနဲ့ငကူကလွဲခဲ့ပြီးသားအမဖြစ်ခဲ့ပြီးသားအမလွဲခဲ့ပြီးသားအမတွေကိုကိုကိုအပြစ်မြင်နေတာမျိုးအပြစ်တင်နေတာမျိုးတွေကြုံရတတ်တော်လာဖြစ်တဲ့အတွက်မိတ်ဆွေတို့သိထားဖို့လိုအပ်တာကတော့ အတက်နိုင်ဆုံးကိုစူးစမ်းပါစူးစမ်းလို့ဖြစ်မလာတဲ့အခါမှာဖြစ်ဖြစ်စူးစမ်းလို့ရရှိနေတဲ့နေရာကိုလည်းလက်ခံကျင့်တ်ပြီးတော့ဆက်လက်စူးစမ်းဖို့လိုအပ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေလုပ်ငန်းကိုင်ခန်းနဲ့ပတ်သက်ရင်အလုံးနှစ်ခုစိတ်နှစ်ခုဖြစ်တတ်တယ်ထို့အပြင်ပဲလုပ်ငန်းနဲ့ပတ်သက်လို့အလုံးနဲ့ပတ်သက်လို့ရှိရင်လည်းတစ်ချိန်တစ်ခါတည်းနဲ့မပြီးပဲနှစ်ချိန်ထပ်ပို့ပြီးလုပ်ရတာမျိုး repetitious more than ထပ်ထပ်ထပ်တင်တယ်လည်းပြုလုပ်ရတတ်တော့လာဖြစ်တဲ့အတွက်မိတ်ဆွေစနေသားသမီးများအနေနဲ့ ကိစ္စတစ်ခုခုကိုလည်းတခါတည်းနဲ့မလုပ်ပါနဲ့စုံပြတ်ဆောင်ရွက်တာမျိုးတခါတည်းနဲ့အပြက်စကားပြောတာမျိုးစနေရီရဲ့ဇယိုက်ကူကဒေါသကြီးတယ်စိတ်ဆက်တယ်အကြောမာတယ်မခံကျေစိတ်ကြီးမားတတ်တဲ့အဲမီးတောက်ကဲ့သို့သောနေသားတွေဖြစ်တဲ့အတွက်ကြောင့်မလို့မိတ်ဆွေတို့နဲ့ဘာကိုဖြစ်ဖြစ်အပြုံးကလေးနဲ့ချူတာပါလုပ်ပါမခံကျေစိတ်တွေကိုရင်ထဲမှာပဲထားပြီးတော့အဲနှုတ်ကနေဖွင့်မပြောတာကောင်းပါလေခင်ဗျာ ငွေကြီးငွေကြီးနဲ့ပတ်သက်လာလို့ရှိရင်တော့ငွေမမြဲတော့လာဖြစ်ပါတယ်။ဒါကြောင့်လက်ထဲမှာငွေထားခြင်းထက်ငွေကြီးနဲ့ပတ်သက်ဟိုကဝင်လာဒီကဝင်လာကိုနေရာကဝင်ဒီနေရာကဝင်ဒီကထွက်ဟိုကထွက်နေပလိုင်းပေါင်းနဲ့ ဖားကောက်နေတကယ်သူပဲဝင်ငွေနဲ့ထွက်ငွေဟာဝင်ငွေနဲ့ထွက်နေကဲသူဖြစ်နေတတ်ပြီးတော့ငွေကြီးနဲ့ပတ်သက်ရင်ငွေမမြဲတော့လားငွေမမြဲတော့အပတ်ဖြစ်ပါလေဒါကြောင့်မိဆွေတို့နေနဲ့ငွေကြီးကန်နဲ့ပတ်သက်လာရင်မိသားစုကိစ္စလေးဒီဘာသာရေးကိစ္စလေးဒီအိမ်ကြီးအဆရှိတဲ့ထွေထွေလေးလေးမှာမဖြစ်မနေတုံးဆွေးရတော့ကိစ္စလေးတွေကြောင့်ငွေကြီးနဲ့ပတ်သက်ရင်ကိုနဲ့ငွေဟာဝင်ငွေနဲ့ထွက်ငွေဟာဝင်ငွေနဲ့ ထွက်လေကဲသို့ဖြစ်နေတတ်တဲ့အတွက်ငွေကြီးနဲ့ပတ်သက်လို့လက်ထဲထားတာကြီးတဲ့တခုခုကိုလှုပ်ဆောင်တဲ့အခါမှာကိုယ့်လက်ထဲမှာထားပဲနဲ့ကြံ့ကြာတွေ့ဝေတုံဆိုင်မနေပဲနဲ့ယဉ်နီစရာရှိတာဝယ်စရာရှိတာလှုပ်စရာရှိတာကိုခက်ပြက်ပြက်ခက်ချင်းချင်းလှုပ်တာကောင်းပါလေအစုစေရာစုကြီးငွေကြီးနဲ့ပတ်သက်လို့မထားပါနဲ့မလှုပ်ပါနဲ့အာမခံကိစ္စငွေကြီးကိစ္စချင်းငါဆိုင်ရာကိစ္စလေးတွေမှာလည်းတတိပြုစင်ကျင်မှာငွေကြီးကံနဲ့ပတ်သက်ရင်ဒီလဟာအင်မတန်အားနည်းသောလဖြစ်တဲ့အတွက်လက်ထဲမှာငွေဝင်လာရင် လက်ထဲမှာကြာကြာမထားဘဲနဲ့တို့မဟုတ်လူမြင်မခံတာအကောင်းဆုံးဖြစ်ပြီးတော့မိတ်ဆွေနဲ့မွေဟာဆန့်ကျင်ဘက်ရပ်ကိုတွားနေတော့လာဖြစ်ပါလေထို့အပြင်မိတ်ဆွေတို့နဲ့ဒီလာတာတို့တို့မှာငွေကြီးအစ်စင်မပြေတဲ့မိတ်ဆွေများရတယ်ငွေကြီးအစ်စင်မပြေတဲ့မိတ်ဆွေငွေကြီးနဲ့ပတ်သက်လို့လက်လွန်ထားတဲ့ငွေကြီးတွေကိုကိုကိုတိုင်းပြောဆိုတောင်းမှုနာမျိုးထပ်စားလို့ရှိရင် တဦးတယောက်တစုံတယောက်ရဲ့အကူအညီနဲ့တောင်းဆိုတာဟာပုံမကောင်းမှန်ပါတယ်အိမ်နွေးရေးကိစ္စလေးတွေမိသားစုရေးကိစ္စလေးတွေမှာလည်းငွေကုန်ကြီးကြအများရတတ်တာမျိုးအနှဲငယ်လေးငွေကြီးနဲ့ပတ်သက်လို့နားလည်မှုနှင်းငယ်လွဲနေရတတ်တော့လာဖြစ်တဲ့အတွက်အတွက်အတွက်ကြောင့်မလို့ညီကိုကတော့ညီကိုစဘာကတော့ပေါက်စီးဆိုရဲထုံးကိုနှလုံးမူလို့ကြင်ကြံတာဟာအကောင်းဆုံးဖြစ်ပါလိမ့်မယ်ဒီလာတာတော့ဒီမှာမိတ်ဆွေတို့ကျမကြီးကျမကြီးနဲ့ပတ်သက်လာတဲ့အခါမှာလူပြူစားခြင်းခံရတာမျိုးတွေမကောင်းတဲ့ပညာရဲ့အတိုက်ခိုက်တွေကြောင့်သာညံ့ပါလိမ့်မယ် ့မဟုတ်ရင်ญาติအပူပြောင်းကာလာလေးတွေကြောင့်ကျမ်းမာရင်းနဲ့ပတ်သက်လာရင်စွစွဝါးဝါတော့မဖြစ်နိုင်ပေမဲ့ဟိုနာကကြိုက်တယ်လို့ဒီနာကခဲတယ်လို့အဲငွေမဝင်ကျမ်းမာရင်းညံ့ပြီးတော့ငွေဝင်ကျမ်းမာရင်းကောင်းတယ်တော့လာဖြစ်နိုင်ကြီးကြီးတော့လာဖြစ်တဲ့အတွက်ငွေကြီးနဲ့ပတ်သက်လို့စနေသားသမီးမိတ်ဆွေတို့ရဲ့အိမ်တော်ဗမာကတော့ငွေမများချာရင်တော့မိန်းမများများသူ့မဟုတ်မိမိရဲ့ယောက်ျားများများစိတ်ကြည်မှာအသေးစားပဲဖြစ်တယ်ခင်ဗျာနော်ထို့အပြင်မိတ်ဆွေတို့ဒီလာတာတော့ဒီမှာကျမ်းမာရင်းနဲ့ပတ်သက်လာရင်ယောဂါဟောင်းရှိတဲ့မိတ်ဆွေများသတိထားပါ ငကူကဖြစ်ခဲ့ပြီးတော့စိုးခဲ့ပြီးတော့ညံ့ခဲ့ပြီးတော့ယောဂတွေအပြန်လဲဖြစ်လာတာမျိုးလေးတွေကြုံရတတ်တဲ့အတွက်တော့ယောဂဟောင်းတွေအသက်ရှူကြတာမျိုးတွေနှလုံးနဲ့ပတ်သက်တာတွေမောပန်းတာမျိုးလေးတွေလီနဲ့ပတ်သက်တော့နှလုံးနဲ့အဆုတ်နဲ့ပတ်သက်တော့ရလေးတွေမှာသတိပြုစင်ကျင်ပေးရန်အတွက်တော့လူအပ်တော်လှဖြစ်ပြီးတော့အသက်60နဲ့9နှစ်အထက်ဇဏီသားသမီးမိတ်ဆွေများအခုကတော့ခြေလက်အင်္ကာခါးနဲ့ပတ်သက်လို့ထိခိုက်ရှာနာခြင်းမျိုးတွေများစွာဖြစ်ရတတ်တဲ့အတွက်တော့သတိထားစင်ကျင်ရန်လူအပ်တော်လှဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေ။ ဒီလကတော့ဒီမှာဇဏိသသမိမိတ်ဆွေတို့အနေနဲ့အခြေရေလူငယ်တွေအခြေရေနဲ့ပတ်သက်လာရင်တော့အဲအပြူကြီးလူပြူကြီးလောက်တာကောင်းပါတယ်အခြေရေနဲ့ပတ်သက်လာလို့ရှိရင်တော့ရီစာယာယီဖူးစာတွေပေါ်တတ်တာမျိုးတိတ်ကောင်းတဲ့စကားလုံးတော့ဘီလင်းစရာဆိုတော့ယာယီဖူးစာဆိုသလိုပဲယာယီဖူးစာတွေပေါ်တတ်တာမျိုးအဲတကယ်တမ်းအချစ်စစ်အတူရောင်လေးကိုရှိကိုဖျားရောင်တတ်တာမျိုးနဲ့စကားပြောခြင်းပညာပဲเนาะယာယီဖူးစာတွေပေါ်လာတတ်တာမျိုးတွေစကားပြော ဆက်လာလို့ကိုကိုလိန်ညာလေပြအဲပြီးတော့ပြောတာမျိုးလေးတွေကြောင်းတစ်ဖက်မှာဆိုရှယ်မီဒီယာနဲ့ပတ်သက်ပြီးတော့ရည်စားစကားပြောတာမျိုးလေးတွေဒီလိုမျိုးတွေကြုံရတဲ့အခါစိတ်မရိုင်ဘူးလိုအပ်ကြောင်းနဲ့မိတ်ဆွေတို့ဒီအခြေအမှဆိုလို့ရှိရင်လည်းမိမိချစ်သောမျက်နှာသောသူကိုဖွင့်ပြောလိုက်ခါမှာနားလည်မှုလွဲခြင်းတွေ မျက်နှာချင်းဆိုင်ရာမှာအဆင်မပြေတာမျိုးလေးတွေကြုံရတတ်တဲ့အတွက်တော့တမီးသားများအနေနဲ့ကတော့ဒူတူတိတ်တိတ်နဲ့လွတ်လွတ်ဝပ်ဝပ်ကလေးနဲ့ချစ်တဲ့အကြောင်းကိုအမူအရာလေးနဲ့မန္နာမိတ်အမန်းဆိုတဲ့အတိုင်းပဲကိုအမူအရာလေးနဲ့ပေါ်ပြပေးတာကအကောင်းဆုံးသောအဲကိုချစ်တဲ့သူကိုအကောင်းဆုံးသောဆွဲဆောင်ပြီးဖြစ်ပါကြောင်းအဲဒါကြောင့်ဆရာကြီးဤသားမရအားတင်တယ်နော်ဆိုဖြစ်ပါကြောင်းထပ်လောင်းပြောကြလိုက်ပါစီကောင်းပြီတို့ပြင်စနေသားသမီးမိတ်ဆွေများတမီးသားများအနေနဲ့ကတော့ဘာမှဆူဆူဝါးဝါးမရှိပြင်မဲ့လို့ ဖြစ်ခဲ့ပြီးသားအမားတွေပြီးခဲ့ပြီးသားရည်စားကိစ္စတွေသမီးစားကိစ္စတွေငဘောကဖြစ်ခဲ့တဲ့အရာတွေကိုနောက်ကျောင်းလံပြီးတော့ကြောက်အကြောင်းပြုပြီးပြဿနာတက်တာမျိုးတွေသမီးစားရေးမှာဆိုလဲတဦးတယောက်တစုံတယောက်ပြီးခဲ့ပြီးသားမိသားစုဝင်ကိစ္စတဦးတယောက်ကိုအကြောင်းပြုပြီးတော့စိတ်ဆိုးစိတ်ကောက်တာမျိုးတွေနားလည်မှုလွဲတာမျိုးတွေဖြစ်ရတာကလွဲရင်ခိတခဏတော့အစင်မပြေခြင်းတွေပြဆဲခြင်းတွေရဆဲခြင်းတွေနားလည်မှုလွဲခြင်းတွေကြုံရတတ်တဲ့အတွက်တော့ဒီကလအတွင်းမှာသမီးစားရေးကိစ္စတွေမှာသူများကိုတိုင်ပင်ညှိနှိုင်းတာဟာအားနည်းစီတော့လာဖြစ်ပြီးတော့ အဲအိမ်အောင်ပြုရန်စိတ်ဆက်ရန်အတွက်တိုင်ပင်တဲ့အခါမှာလေလူကြီးမိဘချင်းတွေတဟဆတာမတည့်တာမျိုးတွေစီဂျုံဝါတက်တဲ့အတွက်ကြောင့်လို့ဒီလက်ဟာအတော်ကိုတတိထားပြီးတော့ဆင်ကျင်တင်တော့လဖြစ်ကြောင်းနဲ့ထလောင်းပြောကြလိုက်ပြစီ။ကောင်းပြီဒီ2025ခုနှစ်စနေလပိုင်းဆိုတဲ့ကာလအတွင်းမှာစနေသားသမီးမိတ်ဆွေတို့အနေနဲ့အကျိုးပေးသောလုပ်ငန်းအနေနဲ့ဆိုရင်တော့လုပ်ငန်းတွေကိုတစ်ခါထပ်မှကျင်ပါတယ်။နှစ်ခါပြန်လို့ပါအလုံးလျှောက်တဲ့မိတ်ဆွေများအလုံးရကြည့်ရင်တစ်ချိန်နဲ့တော့မပြီးပါဘူးနှစ်ချိန်လောက်လျှောက်တာမျိုး ပတ်စပို့လုပ်ငန်းဗီဇာလုပ်ငန်းစာရွက်စာတမ်းကိစ္စလေးမှာလှုပ်ဆောင်တဲ့အခါလဲတစ်ကြိမ်နဲ့နဲ့မပြီးပဲနဲ့နှစ်ကြိမ်လောက်တာမျိုးကိုယ့်ရဲ့အထက်အလူကြီးအကြီးအကဲတဦးတယောက်တစ်စုံတစ်ယောက်ရဲ့အကူအညီလေးတွေကိုရယူပြီးတော့ပိုင်းဟာဆိုင်ရာကလေးတွေနဲ့ပြောဆိုတာမျိုးတွေဟာပုံမှန်အတာကောင်းမှုတိုးတက်နိုင်တော့လာဖြစ်ပါတယ်။ဥအိမ်ချမ်းမီလုပ်ငန်းအမခံလုပ်ငန်းမြေယာလုပ်ငန်းတွေကိုကိုယ်တိုင်ဥစည်းဥဆောင်လှုပ်ဆောင်လုပ်တဲ့ကိုပိုင်လုပ်ငန်းတွေတော့ချိတ်တူဆိုင်ရာလှုပ်ဆောင်မှာအစောကလက်ထဲမှာငွေထားရင်တောင်မကောင်းဘူးဆိုတဲ့ လာဖြစ်တဲ့အတွက်အတွက်ကြောင့်မလို့မိတ်ဆွေတို့အနေနဲ့ OA Champion နဲ့ပတ်သက်တာကိုပိုင်လုပ်ငန်းနဲ့ပတ်သက်တာစတင်လုပ်တာဥဆောင်လုပ်တာတွေအတွက်တော့ချစ်လို့ဆောင်ရလုပ်ဆောင်ရင်အာသာကောင်းမှုတိုးတက်ပြီးတော့ကံကောင်းစေသလိုမိမိရဲ့အိမ်ထောင်ဖက်ရဲ့အထောက်အကူတွေများစွာရရှိတတ်တာမျိုးအိမ်ထောင်ဖက်နဲ့လေယောက်ျားနဲ့ပတ်သက်ပြီးတော့အတိုင်းမြင်ညှိနှိုင်းတာမျိုးမိမိအိမ်ထောင်ဖက်နဲ့ပတ်သက်ပြီးတော့လုပ်ငန်းနဲ့ပတ်သက်လို့ရှိရင်ညှိနှိုင်း တိုက်မြင်ပြီးတော့တက်ညီလက်ညီမောင်တထမ်းမဲ့တွေကဆောင်ရရှင်းဟာအင်မတန်အားသာကောင်းမွန်ပြီးတော့ငကိုကခက်ခက်ခက်ခဲဘာလို့လို့အစင်မပြေတော့မိမိအိမ်တော်ဘက်ကိုဇတိကလေးရောက်လိုက်တာမျိုးနင့်ကိုတော့ငါရောက်နေဟာနင်လောက်လိုက်ငကိုကိုငါ့ကိုတော့ရောက်ဟာနင့်ကိုဝယ်တယ်ဆိုတဲ့အတိုင်းလှုပ်ဆောင်လိုက်ရင်စနေတော်မိမိတ်ဆွေများဟုတ်ကျင်းလီပါတယ်ခင်ဗျာဒီ2020အခုနှစ်12လပိုင်းဟာမိတ်ဆွေတို့အတွက်ထင့်ငော့စရာကြီးအဖေမရှိလဲလို့မိရလောက်အောင်ကံစရာအထောက်အကူရပါပါညီကိုမောင်နှမတွေရဲ့အခုညီကိုရရှိတာမျိုးလေးတွေကြုံရတတ်တယ်ထို့ပြင် ဒီလတာတော့ဒီမှာဆိုရင် OHM မြေယာထိုင်ခင်းနဲ့ပတ်သက်သောလုပ်ငန်းတွေအကျိုးပေးပါတယ်စားသောက်ကုန်လုပ်ငန်းစတင်လုပ်တဲ့လုပ်ငန်းတွေအစုရှယ်ယာစုရင်းနဲ့ပတ်သက်တာမျိုးစမ်းစီစေးစားစက်ပစ္စည်းစားသောက်ကုန်နဲ့ပတ်သက်တာမျိုးယင်ခရီးသွားမော်တော်နဲ့ပတ်သက်တာမျိုးအပြောအဆို အသွေးအသားအလှပရေးရတယ်အမှုပညာပကြီးအစရှိတဲ့လုပ်ငန်းတွေအလှကုန်ပစ္စည်းတွေဖန်စီလုပ်ငန်းတွေခြေလို့ဆောင်ရတာမျိုးအယောင်ဝယ်လုပ်ငန်းတွေလူတို့လဲတို့လေးတို့အစရှိတဲ့အရာလေးတွေအလဝိလက်စားတွေဗရံများတို့နီလာတို့ချွေးတို့ရေးတို့အစရှိတဲ့လုပ်ငန်းတွေရေထွက်ကုန်ပစ္စည်းတို့ကုသရန်ရောင်းဝယ်ရေးဆိုင်ရာလုပ်ငန်းတွေမှာတော့ခြေတို့အသားကောင်းမှုပြီးတော့များစွာထောက်ပံ့မယ်လား ဖြစ်ကြောင်းစနေသားသမီးမိတ်ဆွေတွေအတွက်ပြောကြလိုက်ပြရစီဒါအပြင်ဒီလက်တာတော်တွေမှာဆိုရင်မိတ်ဆွေတို့အနေနဲ့စကားအများကြီးပြောခြင်းဟာမိတ်ဆွေတို့အတွက်ကံရရဲ့အထောက်အကူနဲ့မိကောင်းဆွေကောင်းပေါင်းသင်းနေရအကူအညီကိုရရှိတတ်ပေမဲ့လို့ဒီလက်ဟာမိတ်ဆွေတဲ့အပေါင်းသင်းတဲ့ဆွေမကင်းမျိုးမကင်းနေရအကူအညီကိုထူးထူးခြားခြားအပြောင်းလဲနေအကူအညီကိုရရှိတတ်တယ်လို့မိမိအိမ်ကိုညအိမ်ညနေဝင်လာတာမျိုးလေးတွေမိမိအိမ်ကိုမထင်မဖဲနဲ့မိဟောင်းဆွေဆွေမျိုးသားချင်းလေးတွေအလေရောက်ရှိလာတာမျိုးတွေမထင်မဖဲနဲ့ကြုံဝတ်တတ်တော်လာဖြစ်တယ်လို့ မိတ်ဆွေတို့ဒီလက်တာတို့ဒီမှာဆိုမိတ်ဆွေတဲ့အပေါင်းတဲ့တက်တရားပို့ပြီးတော့အကောင့်ထဲဖော်လို့ရတယ်လို့အလုရှာနေသူတွေအလုတဲ့ရရှိနိုင်တာမျိုးကိုပိုင်းလုံငန်းစတင်လို့ဆောင်ရင်အကျန်စီတွေကိုအကောင့်ထဲဖော်ပြီးတော့ခြေတူဆောင်ရင်လုဆောင်ရင်အောင်မြင်တိုးတက်ပြီးတော့ကံကောင်းစီတော်လာဖြစ်ပါတယ်ပတ်စပို့လုံငန်းဗီဇာလုံငန်း ရဝေးခီးသွားပြည်ပနိုင်ငံခြားနဲ့ပတ်သက်သောလုပ်ငန်းတွေမှာဆိုရင်တော့ဖြင့်မိတ်ဆွေတို့အနေနဲ့ကိုကိုယ်တိုင်ဦးစီးဦးဆောင်လုပ်တာမျိုးတွေလူလိန်ခံရတာမျိုးတွေတတိထားဆင်ញင်ပြီးဖို့လိုအပ်ကြောင်းနဲ့တဦးတယောက်ရဲ့အကူအညီကိုရရှိအောင်စွမ်းဆောင်ပြီးလုပ်ပါငွေကြီးနဲ့ပတ်သက်ရင်ပတ်စံပြောက်တာမျိုးတခိုးခိုးခံရတာမျိုးတွေကြုံရတတ်တဲ့အတွက်တော့တတိပြုဆင်ញင်ရန်အတွက်တော့အထူးထံလောင်းအားပြုပြောကြားလိုက်ပါရစေခင်ဗျာဒါအပြင် မိတ်ဆွေအဲစနေသားသမီးများအနေနဲ့ဒီလတာတော်တို့မှဆိုရင်မိတ်ဆွေတို့အနေနဲ့တကူကတုံးနဲ့တူတယောက်နဲ့တယောက်နားလည်မှုလွဲနေတဲ့ညီအစ်ကိုမောင်နှမတွေဆွေမျိုးသားချင်းတွေနဲ့ပတ်သက်ရင်တော့နားလည်မှုပြန်လဲရရှိတာမျိုးတွေကြုံဝတ်တတ်သောကာလပိုင်းခြားဖြစ်ပြီးတဲ့အခါငကူကမိတ်ဆွေတို့ယောဂဟောင်းတွေကိုဆရာကောင်းသမားကောင်းစီဝါကောင်းတွေနဲ့ပြန်လဲကုသရမယ်ကာလဖြစ်တယ်ပညာရေးပညာရေးနဲ့ပတ်သက်လာရင်တော့စိတ်ပန်းလူပန်းစိတ်မောလူမောဖြစ်ရတတ်တယ်လားဖြစ်ပြီးတော့ပညာရေးနဲ့ပတ်သက်လာရင်ကိုကဝါသနာပါတာတစ်ခုသင်နေတာတစ်ခုဆိုပြီးတော့ စိတ်ကနှစ်ခုဖြစ်နေတက်ပြီးတော့စိတ်အားငယ်ခြင်းနေစိတ်မောလူမောစိတ်ပန်းလူပန်းဖြစ်ရတတ်တဲ့အတွက်တော့ဆရာနေနဲ့ပညာရေးနဲ့ပတ်သက်ရင်တော့တာမန်ထက်ပူတော့သတိပြုစင်ကြင်ရမယ်တာမန်ထက်ပူတော့နမောနမဲမနိုင်အောင်စိတ်မလောအောင်စင်ကြင်ရမယ်လာဖြစ်ကြောင်းထပ်လောင်းပြောကြလိုက်ပါရစေထို့အပြင်မိတ်ဆွေတို့ဒီကာလအတော်အတွင်းမှာဘာကိုမဆိုလှုပ်ဆောင်လို့တဲ့မိတ်ဆွေများအနေနဲ့ဒါကိုမဆိုလှုပ်ဆောင်လို့တဲ့မိတ်ဆွေများအနေနဲ့ဒီကာလအတော်အတွင်းမှာ ခยีထွက်ခြင်းခยีသွားခြင်းတွေအကောင်းအထည်ပေါ်ပါအားသာကောင်းမှုတိုးတက်နိုင်ပါတယ်စိတ်ပန်းလူပန်းစိတ်မောလူမောဖြစ်နေလုပ်ငန်းဟောင်းအလုပ်ဟောင်းကြီးကိုတိုးချက်လုတ်ကင်နေခြင်းထက်အလုပ်တဲ့နေရာတက်မှာအစီအစဉ်တက်အကြံစီတက်တွေလှုပ်ဆောင်တာဟာပုံမှန်အားသာကောင်းမှုတိုးတက်ပြီးတော့ကံကောင်းစီတော့လာဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေဒီလက်ကတော့ဒီမှာမိတ်ဆွေတို့အနေနဲ့အဲ ဆိုတာဆက်သွယ်ရေးဆိုင်ရာလုပ်ငန်းတွေစီးပွားဆိုင်ရာလုပ်ငန်းတွေအကျိုးပေးပါတယ်စံစီစေးစားစားတောက်ကုန်နဲ့ပတ်သက်တဲ့လုပ်ငန်းလေးတွေကိုပိုင်လုပ်ငန်းလေးတွေအကောင့်တွေပေါ်တာဆက်တူလုပ်ငန်းအစုအဝေးအစုရှယ်ယာတွေကနေရရှိတတ်သောလဖြစ်ပတ်တဲ့အကြောင်းထပ်လောင်းပြောကြားလိုက်ပါရစီထို့အပြင်ငဘကအထက်လူကြီးအကြီးအကဲတွေရဲ့အကူအညီကိုရရှိတတ်ပါတယ်ယာရုလုပ်ငန်းနိုင်ငံနဲ့တိုးတက်လိုတဲ့မိတ်ဆွေများကတော့ တကြိမ်ထပ်ပို့ပြီးတော့ပြောဆိုတာမျိုးတကြိမ်နှစ်ကြိမ်သုံးကြိမ်လောက်ပြောဆိုမှသာတိုးတာမျိုးငကူကတကြိမ်နှစ်ကြိမ်သုံးကြိမ်ပြောဆိုထားတယ်ဆိုရင်တော့ဖြင့်တိုးဖို့အခွင့်အလမ်းအသာကြောင်းနဲ့အခုမှ first time ဆိုရင်တော့အနည်းငယ်ကံက50 50ပဲရှိကြောင်းထပ်လောက်ပြောလိုပါတယ်ဒါအပြင်မိတ်ဆွေတို့ဒီလတာတော့ဒီမှာဆိုရင်လက်ရှိပစ္စည်းတွေဓာတ်တွေကိုင်းပွဲအသုံးပြုတဲ့အခါသတိထားစင်နေပြန်လိုအပ်ပါတယ်ဝါယာတို့နော်အိုးစုပ်တို့အိုးပဲ့တို့အိုးပြက်တို့ လက်စစ်ပစ္စည်းအစုပ်ကိုလက်စစ်ပစ္စည်းအပြည့်ကိုဓာအပဲ့ကိုအဆရှိတဲ့အရာမျိုးတွေရှိတယ်မိမိအိမ်တွင်းမှာဖျားမိရေရုပ်တရက်စက္ကနဲ့တက္ကနဲ့ရက်ကနဲ့ပြတ်သွားရင်တော့သတိထားစင်ရံနဲ့မိမိတို့ရဲ့ကံကိုနမိတ်ကိုပြပြီးတော့အဲ ညံ့တက်တဲ့အတွက်ဘာမှတုံဆိုင်ပြေဝင်မနေပြအလဲပြတာမျိုးတွေပို့မှုကောင်းမှန်ပါတယ်ခင်ဗျာထို့အပြင်မိတ်ဆွေတို့အနေနဲ့ချွေဝင်လာတာမျိုးတွေလူဝင်လာတာမျိုးတွေရရှိတတ်တယ်လို့ငကူကအချုံအောင်ဖြစ်သောမိတ်ဆွေများအချုံအောင်ပြီးအမှုဖြစ်သောမိတ်ဆွေများအမှုဘေးရနေပြီးတော့ဝင်လုံးကျွတ်လွတ်လာတာမျိုးကိုယ့်ဘက်ကကံရဲ့အထောက်အကူကိုရရှိတာမျိုးပြက်ပြက်သားသားထင်ထင်ပေါ်ပေါ်ခက်ချင်းချင်းအဖြစ်ပေါ်မဲ့လာဖြစ်ကြောင်းထပ်လောင်းပြောလိုက်ပါတယ်ဒီလကတော့ဒီမှာစနေသားသမီးမိတ်ဆွေများတနင်္ဂနွေသားသမီးတောက်ကြသားသမီးတွေနဲ့တွဲဖက်လှုပ်ဆောင်ရန်အတာပြီး ထိုတနည်းကိုနေနေလို့တောက်ကြနေလို့မှာအရေးကြီးသောကိစ္စတွေကိုပြုမှုဆောင်ရွက်ရန်လိုအပ်ပါတယ်အချို့ပြီးတော့ကဏ္ဍအနေနဲ့ဆိုရင်၄ကဏ္ဍ၃ကဏ္ဍ၄ကဏ္ဍဖြစ်ပါတယ်ညီကိုယ်တွေနှစ်၃၄အချစ်ဆုံးပြည့်ဟာလားနှစ်၃၄ဆိုတော့ကဏ္ဍ၄ကဏ္ဍ၃ကဏ္ဍ၄ကဏ္ဍဟာအချို့ပြီးအသာကောင်းမှာပါတယ်အချို့ပြီးကံကောင်းစီတော့အရက်ဟာတော့အချစ်မြောက်တောင်ရက်ဖြစ်ပြီးတော့စန်တီယာအရက်ကတော့အချစ်တောင်တောင်ရက်ဖြစ်ပါတယ်ဒီလက္ခဏာတော့ဒီမှာမိတ်ဆွေစနေသားသမီးတွေအဆက်ဆက်ရရကံကောင်းစီရန်အတွက် စင်စွေရောင်အသားရောင်အစိမ်းရောင်တွေကိုခမည်းများပါသောရောင်တွေကိုဝစ်ဆင်ခြင်းဖြင့်ကန္တရာရဲ့အထောက်အကူကိုရရှိတိုးတက်စေသောလဖြစ်ပါတယ်။အရေးကြီးသောကိစ္စလုပ်ငန်းဆောင်တဲ့ကိစ္စတွေကိုတွားရောက်လှုပ်ဆောင်တဲ့အခါမှာမိမိတို့လိုရာကိစ္စကိုမပြောမီမတွားမီမှာလက်ခုပ်လက်ဝါးလေးခုနှစ်ချက်တိတိတီးပြီးတော့တွားပါဒါဆိုရင်အောင်မြင်တိုးတက်ပြီးတော့ကံကောင်းစီမှာအတေကြပဲဖြစ်တယ်။ဒီတလတာတို့ဒီမှာစနေသားသမီးမိတ်ဆွေတို့တတိထားဆင်ခြင်ပြရမှာတော့အခြေဆူးဆူးရက်ကိုထွက်တဲ့အခါ ကျမ်းမာရေးညံ့တပတ်ကြောင်းနဲ့သတိပြုစင်ញံလိုအပ်ကြောင်းနဲ့ကျမ်းမာရေးကိစ္စမှန်သမျှကိုတော့အရှိစစရက်ကိုခྱི་ထွက်ပြီးမသွားတင်ကြောင်းထပ်လောင်းပြောကြလိုက်ပါစီစနေစနေချင်းတွဲလောက်တာမျိုးဟာကံရဲ့အထောက်အကူကိုများစွာမောသန်းအိုမိုတိုးတက်ကံကောင်းဇေနိုင်ပါလေဆိုတဲ့အကြောင်းထပ်လောင်းပြောကြလိုက်ပါစီဒါအပြင်စနေသားသမီးမိတ်ဆွေများဒီတလတာတော့ဒီမှာဆိုရင်ဘာကိုဖြစ်ဖြစ်မိသားစုရေးကိစ္စအိမ်နွေးရေးကိစ္စအတွင်းရေးမိကိုအတွင်းမှာထားပြီးတော့အပြင်မိကိုမပေါက်စင်နဲ့မိသားစုအတွင်းမှာ တဦးတယောက်တစုံတယောက်ကိုအကြောင်းပြုပြီးတော့ဇွေမျိုးသားချင်းတဦးတယောက်အကြောင်းရမိတ်ဆွေတယောက်ကိုအကျိုးပြုပြီးတော့ပြည်ထနာတစုံတရာတွေများပြီးတော့မလိုလားအပ်ပဲမိသားစုတွေနားလည်မှုပဲတက်ကြောင်းလေးထပ်လောင်းပြောကြလိုက်ပြရစေခင်ဗျာဒီတလတာတော့ဒီမှာမိတ်ဆွေတို့မိတ်ဆွေတို့ရဲ့အဋိဋ္ဌံပြုလို့တဲ့ဆရာငယ်မိတ်ဆွေများပုံမလို့ပေးပါဗဇက်ကဖျားလက်ကကာယာဖြစ်တဲ့တော့လာဖြစ်တဲ့အတွက်စနေသားမိတ်ဆွေများ၂၄ပဋ္ဌာန်းတို့ ။ပေကြီးဆက်သက်တုတ်တို့ရွတ်တာမျိုးတွေလောက်ဆောင်ပြီးပါ။ကန်စတာညံ့ပြီးအခက်အခဲတွေညံ့နေတဲ့ကိုကိုကံမကောင်းထင်တယ်။သို့မဟုတ်ကံကောင်းစီလိုတဲ့မိတ်ဆွေများပရိစ္ဆာဟုတ်ပဋ္ဌာန်းဟုတ်ဘာသာရေးဆိုင်ရာယုံကြည်သက်ဝင်မိမိတို့ရဲ့ဘာသာကြီးမှာဖြန့်ဝေဝေမြခြင်းဖြင့်ကံရဲ့အထောက်အကူတိုးတက်မှုကိုများစွာရရှိတတ်ပြီးတော့အညာတွေကနေအဆိုးတွေကိုရောက်ရှိတက်လန်းသွားမှာပါအဋိဋ္ဌံပြုလို့တဲ့ဇဏီသမီးမိတ်ဆွေများအဋိဋ္ဌံပြုလို့လူတစ်ပါးဆိုရင်တော့ဖြင့်ဂုံတော်ကိုးပါးပတိကိုကိုးရတ္တိတိ အဋ္ဌကံပြုပါဒီနေရာမှာတချို့တိုက်ဆွဲတွေဥစ္စာဆွဲတွေလို့တိုက်ကလာတဲ့သူတွေဆိုရင်တော့မိတ်ဆွေတို့အနေနဲ့ကိုနှဝင်အဋ္ဌကံဝင်ပြတ်တဲ့အတွက်ကြောင့်မလို့အဲဆရာတို့တမုတ်တီ sorry ဟိုကိုဗာလေဗုဒ္ဓန္တနာကိစ္ဆာမိတရဓမ္မန္တနာကိစ္ဆာမိတရတန်ခန္တနာကိစ္ဆာမိတရဒါပြီးတော့ဒုတိယမိဆိုပြီး၉ရက်တိတိရှိတယ်เนาะတရဏဂုံ၃ပါးဒါကိုနောက်ဆုံးတရက်ကအစအနေအဆုံး၁၀ရက်တိတိအဋ္ဌကံပြုခြင်းဖြင့်ညံ့နေတဲ့အရာတွေမှန်သမျှကောင်းမှုပြီးတိုးတက်သွားပါလိမ့်မယ် အဆက်ဆက်ရရကံကောင်းစီရမိတ်ဆွေတို့ရဲ့ရောင်းကုန်ဝဲကုန်တွေအယောင်းတွက်အယောင်းဖတ်စီဖို့အတွက်ဖဲချက်ကလေးတစ်ချက်နဲ့ရိုက်ပုံထိတွေ့ရောင်းလိုက်ပါကအယောင်းတွက်အယောင်းဖတ်ပြီးတော့ကံစားတာတွေတုတ်တက်ကောင်းမွန်မှာအတိအကျပဲဖြစ်တယ်။ကောင်းပြီ။ဒါအပြင်မိတ်ဆွေစနေသားသမီးတွေဒီတလတာတော့ဒီမှာအဆက်ဆက်ရရကံကောင်းစီရန်အတွက်ပြုလုပ်ရမယ်ရေရာမပြောမီ။ကြောင်ညာလေးဝင်ပြစီ။ဆရာငယ်နမပေးမိချင်းခွန်ကိုတုံညာနှစ်ကိုတုံညာ၄၁၆မှာဆက်သွယ်မြင်မြန်နိုင်ကြောင်းနဲ့ဆရာငယ်ပေးတဲ့ Facebook page မှာဖြစ်စီ ဆက်သွယ်မေးမြန်းနိုင်တယ်လို့ Telegram မှာလည်းဆက်သွယ်မေးမြန်းလို့ရပါတယ်။သို့တော့ TikTok Messenger မှာဧည့်သည်လက်မှတ်ခံကြောင်းထပ်လောင်းပြီးတော့အတည်ပြုရစီအကောက်တူတွေများနေပါတယ်။နော်ဆရာငယ်တော်အကောက်တူတွေများနေတဲ့အတွက်ကြောင့်မလို့အကောက်တူတော့အတူတွေကကောက်တက်တယ်ဆိုတဲ့အကြောင်းပြောရင်းနဲ့နော်မိတ်ဆွေတို့အနေနဲ့အဲစနေသားပြီးမိတ်ဆွေလူ2028ခုနှစ်အတွက်တနစ်စာခေါ်စရာကိုလည်းမှာယူရရှိနိုင်ပြီဆိုတဲ့အကြောင်းလေးထပ်လောင်းလက်ခံောက်ခတ်အောင်စီတည်ရင်းနဲ့ဖြစ်စနေသားပြီးမိတ်ဆွေဒီတစ်လတာလုံးမှာ ငွေကြီးကြီးကန်ကောင်းစီပြီးအဆက်ဆာရရအစင်ပြေအောင်မြင်တိုးတက်စီရန်လို့ငါငွေမြဲစီရန်ရရလေးတကူပဲပြန်ပေးချင်ပါတယ်သို့မဟုတ်ရင်မိဖိတ်ဆွေတို့အတွက်အဆက်ဆာရရအစင်ပြေပြီးအောင်မြင်တိုးတက်စီရန်အတွက်ပြုလုပ်ရမယ်ရရအနေနဲ့ဆိုရင်တော့ဖြင့်မိတ်ဆွေများခင်ဗျာငွေမြဲစီရန်အတွက်တော့တထောင်ငွေတစ်ရွက်ပေါ်မှာငါတစ်တာဘူးလေးတပူကိုတင်ပါဒါပြီးတော့အပေါ်မှာဖျောင်းနိုင်တဲ့တိုင်ကိုမိတ်ဆွေတို့ရဲ့ပတ်စံထားတဲ့နေရာဘီရိုတို့မဟုတ်အမြင့်တနေရာသပွဲကောင်နာမှာတွင်းချင်းဖြင့်ငွေမြဲစီပါတယ် ြန်ပြောပြပါမယ်တထောင်ကလေးတစ်ရက်ပုံမှာတထောင်ကလေးတစ်ရက်ကိုမှောက်မှောက်လန်းလန်းငါတစ်တာဘူးအစ်တတဘူးတင်ငါတစ်တာငါတစ်တာလုံးညုံလာငါတစ်တာဘူးလေးတဘူးတင်အပေါ်မှာဖျောင်းနိုင်တဲ့တိုင်းဘာရောက်ထွန့်ထွန့်ရပါလဲငွေမြဲစီပါလေငွေဝင်စီရန်အတွက်အဆက်ဆက်ရကံကောင်းစီရန်အတွက်ပြုလုပ်ရမယ်ရေရရာအနေနဲ့ဆိုရင်တော့ဂျွေပကံများလေးတစ်ချက်တည်းမှာဖျောင်းနိုင်ရေးအစိမ်းရောင်တိုင်းကိုထွန့်မှာဂျွေပကံတချို့မိတ်ဆွေတွေသိမှတယ်နဲ့ဂျွေပကံများတစ်ချက်တည်းမှာဖျောင်းနိုင်အစိမ်းရောင်တိုင်းကိုထွန့်မှာ ဒါပြီးတဲ့အခါဖျောင်းနိုင်လေးကိုမီးညှိပြီးတော့ E A E A O E A အင်္ဂလိပ်လိုပဲ E A E A O E A E A O ဆိုပြီး28ခေါက်သို့မဟုတ်ပို့တော့ညွတ်ပြီးတဲ့အခါလက်ပုတ်လက်ဝါးတီးပြီးတော့ဖျောင်းနိုင်ကိုညှိပြီးတော့ငွေဝင်ပါစေဆူတောင်းပါခင်ဗျာကျင်းသွေးငွေဝင်ပါလေပြန်ပြောပြပါမယ်ကျွေးပကံများတစ်ချက်ထဲမှာဖဲငွေဝင်ပါစေလို့ရေးရေးပြီးရေးချင်ရေးမရေးချင်လည်းရတယ်ဖျောင်းနိုင်အစိမ်းအောင်มาရမယ်ဘာလို့လဲအစိမ်းဆိုတာ money color လို့ခေါ်တယ် နော်ဆရာတို့အနောက်တိုင်းမြေဒီမှာဆိုမန်နီခါလာလို့ခေါ်တယ်တော့အစိမ်းရောင်လေးတစ်တိုင်းပေါ်မှာဖျောင်းနိုင်လေးညှိပြီးတော့ဖျောင်းနိုင်လေးကို EAEAO EAEAO ငွေဝမ်းမစိမိတ်ဆွေတို့ကြိုက်တာယူ28ခေါင်နှစ်ခွန်ဝင်တော်ဝင်ကျောနဲ့တို့ဘာညာတို့နော်မိတ်ဆွေတို့ရှင်းပြလိုက်ငွေအဲ့ဒါပြီးတော့ကလက်ခုပ်လေးတီးပြီးမီးကိုညှိပြီးငွေဝမ်းမစိလို့ကစက်ကပြောတချို့ကြတော့လက်မှငွေဝမ်းမစိရေးတယ်ဒါဆိုရင်ကျင်းတယ်ငွေဝမ်းမချောင်းပြောရင်းနဲ့ ကဲဇနီးသားသမီးမိတ်ဆွေတို့2025ခုနှစ်12လပိုင်းနောက်ဆုံးပဲအိတ်နဲ့လွယ်ပြီးတော့2025ခုနှစ်မှာလည်းနောက်ဆုံးပဲအိတ်နဲ့လွယ်လို့2026မှာလည်းယတနာစိန်ကြောက်ဇေတောက်တိုင်းကစားနိုင်ဖို့ဇေယငယ်ကတော့စောင့်နေပြီးမိတ်ဆွေတို့အစိုးတွေကိုတက်ပြီးအကောင့်တွေနဲ့ဒီလိုက်ခဲ့လို့ပြောရင်းနဲ့ဇနီးသားသမီးမိတ်ဆွေတွေအားလုံးအောင်မြင်မှုတွေလီလီတိုးတက်လို့တက်နေတကူလက်ဝေဖြိုးလို့ယတနာစိန်ကြောက်ဇေတောက်တိုင်းကစားနိုင်ပြီးတဲ့အခါဒုဗိတ်တန္တရာကတတ္တန္တရာကယောဂကန္တရာကဆိုတော့ကကြည်တုံးမကနေ င်းဝေးကြပါစေလို့ဆုတောင်းဖော်ပနာဆန္ဒပြုရင်းနဲ့ကဲဒီနေရာမှာပဲဒီမှာဆဲကြရအောင်ဗျာ။